အာဖရိကရဲ့တင်းတာအကောင်းဆုံးကစားသမားစုကိုရခဲ့တဲ့ဟာကင်းမစ်အားလုံးပဲမိလာပါများ။ဦးစန်းဖုတ်ဘောရှုကနေပြန်လဲကြိုးလဲပါရင်ပြည့်ချေတင်းရဲ့ညာနောက်ခံလို့ဟာကင်းမစ်ကတော့မနေ့ကပြည့်ရချင်းမြင်ခဲ့တဲ့2025ခုနှစ်အတွက်အာဖရိကရဲ့တင်းတာအကောင်းဆုံးကစားသမားစုကိုမိုဟာမက်ဆာလာ၊ဗီဒါအိုစီမန်တို့ကိုကျော်လွန်ပြီးဆုခွင့်ရရှိခဲ့ပါရင်ဒီစုကဟာကီမီစီရဲ့ကစားမပွားပထမဆုံးရရှိခဲ့တဲ့စုဖြစ်တယ်လို့နိုင်ငံကလပ်မော်ရိုကိုမှလည်းနှစ်ပေါင်း၄၀ကြာဝေးကွာနေတဲ့စုကိုပထမဆုံးအကြိမ်ပြန်လည်ရယူပေးနိုင်ခဲ့ပါရင် ပြောမယ်ဆိုရင် Hockey Mix ကဒီဆုနဲ့တကယ်ကိုမှထိုက်တန်လို့ပါတယ်။ညာနောက်ခံလူတယောက်အနေနဲ့ဒီလိုဆုကိုတိုင်းစစ်ကစားသမားတွေထက်ကြော်လုံပြီးရယူဖို့ဆိုတာကမလွယ်ကူတဲ့အရာပါ။ဒါပေမဲ့ Hockey Mix ကတော့မိုဆာလာအိုစီမန်တို့ကိုကြော်ပြပြီးရောက်ခဲ့တာကြောင့်အတော်လေးချီးကျူးဖို့ထိုက်တန်နေခဲ့တာပါ။ဒီဆုကိုခန်းစစ်ကစားသမားအဖြစ်ရောက်နိုင်ခဲ့တာက1958ခုနှစ်ကကိုကိုနိုင်ငံသားရှီမန်ဖွန်ကဖြစ်ပါရင်ဒါကြောင့် Hockey Mix အနေနဲ့နှစ်ပေါင်း90ကျော်မှခန်းစစ်ကစားသမားအဖြစ်ဒီဆုကိုပြန်လည်ရောက်နိုင်ခဲ့တာဖြစ်ပါရင် ဟာကီမီဆောင်အာဖရိကရဲ့အကောင်းဆုံးကစားမဖြစ်ဖို့အာဖရိကဘောလုံးအဖွဲ့ဝင်၅ဆက်လေးနိုင်ငံရဲ့နီးပြရရဲ့မဲပေးမှုနီးစနစ်ဒရိုက်တာရဲ့မဲပေးမှုနဲ့ဘောလုံးသတင်းတောက်တွေကျွမ်းကျင်ပညာရှင်တွေရဲ့မဲပေးမှုကဆာလာနဲ့အိုစီမန်တို့ကိုကျော်လွန်ပြီးတော့မဲများဆုံးရရှိခဲ့တာဖြစ်ပါတယ် ဟာကီမစ်ကိုမဲပေးခြင်းစရာလည်းတကယ်လည်းကောင်းပါတယ်ဟာကီမစ်ဟာပီအန်ဂျီတင်းတဲ့အတူဥရောပဖလားပေါင်းစုံကိုတင်ပိုက်ထားနိုင်သူဖြစ်ပြီးပီအန်ဂျီရဲ့အဓိကကစားသမားတွေထဲမှာမရှိမဖြစ်ကစားသမားဖြစ်ပါတယ်အတင်းရဲ့ညာဘက်ချမ်းတလျှောက်မှာအသက်သွေးချောင်းဖြစ်နေပြီးတိုက်စစ်ခံစစ်ဟာကွဲမရှိအောင်ကစားနိုင်သူဖြစ်ပါတယ်တိုက်စစ်လိုက်ပါမှုမှာဖန်တီးမှုများစွာပြုလုပ်နိုင်သူဖြစ်ပြီးတွင်ကိုကိုလည်းနောက်တန်းကစားသမားဖြစ်ပေမဲ့မကြာခဏအတွင်းယူတက်သူပါလက်ရှိရာဒီမှာလည်းနိုင်ငံရဲ့ကလပ်အသင်းအတွက်တွင်ကို2ခုနဲ့ဖန်တီးမှု6ကြိမ်ပြုလုပ်ပေးထားပြီးအကောင်းဆုံးခြေစွမ်းတွေကိုထပ်မံပြသနိုင်စေဖြစ်ပါတယ်ဒီလိုဆန်းဆောင်နေကြမယ်ဟာကီမစ်ရှာအာဖရိကကနေပေးရခြင်းနဲ့တနည်းအားအကောင်းဆုံးစားမဆုနဲ့ထိုက်တန်နေကြတာဖြစ်ပါရင် ားလုံးကိုကျေးဇူးတင်ပါတယ်